အားလုံးပဲမင်္ဂလာပါဗျာ။ Quizzo Channel ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။ဖုန်းပေတွေဘလောက်ပဲတက်တဲ့ဖုန်းပေတွေခိုးနေတဲ့ Mindel ကိုတဲ့ဖြဲထားတဲ့ဥစဉ်တပတ်ရဲ့ဗီဒီယိုဖိုင်လေးကိုအရင်ဆုံးတင်ဆက်ပေးလိုက်ပါရယ်။ကြည့်လိုက်ကြရအောင်။အဲ့ဒါဖုန်းပေကိုတထောင်ထည့်လိုက်မြန်။နှစ်ထောင်ထည့်လိုက်။ဥစဉ်ကတစ်ခါထည့်လို့ချင်းနှစ်ထောင်နေလုံးထည့်။နော်။အဲ့နှစ်ထောင်အကုန်လုံး ဥစင်းကချီးတယ်ချီးပြီးတော့ဥစင်းရဲ့ပတ်စံနဲ့နှုတ်တယ်ခွေးတောင်းသားစုနှုတ်ပြီးလို့ကြံတဲ့ပတ်စံလည်းဥစင်းကပက်ကေ့ဝယ်တင်တာဝယ်တယ်နော်ပက်ကေ့ဝယ်ပြီးလို့တခါကြံတယ်တုံးတော့ထဲလိုက်တယ်ပေါ့နော်ဆိုကြပါဦးတုံးတော့ထဲတယ်တထောင်ချီးနှုတ်တယ်တထောင်ပက်ကေ့ဝယ်တယ်တထောင်ကဥစင်းကဖုံးတက်တက်ပြောဖို့ခြံထားတယ်အင်တာနက်လိုင်းဖွင့်တယ်ဥစင်းက TikTok ပက်ကေ့ဝယ်ထားတာလိုင်းဖွင့်လိုက်တယ်မေလို့သူဘာလို့အဲ့ဒီပတ်စံကိုနှုတ်သွားတာတော့ဥစင်းပြောမယ်အော်တို့ဒေါင်းလုဒ်ဆွဲတယ်ဆိုတာ အော်တိုတောင်းတော့ဦးစင်းကစတင်လေးကိုဝင်ကြည့်လိုက်တာဝင်ကြည့်လိုက်တော့သူတို့ပို့ထားတဲ့ဆော်ဝဲဦးစင်းကရထားတာမစွဲဘူးဦးစင်းလည်းမိလာသားနားလေနော်နားလေနားလေတတမအဲ့ဒီပစံနေဘာလို့နှောင့်နေရတော့တတမလူဘွားဝနေရတောင်းလာသူခေပြက်လို့လူဘွားဝနေလာမနှို့တွေဒီဘွားမှာလူဖြစ်မယ်နောင်ဘွားကြရင် ခွေးမဟုတ်ခွေးတယ်မွဲတယ်တောင်းသားတွေဖြစ်မှာတောင်းသားစု ်ဥစဉ်ကချိန်စာတိုက်မှာမလို့နော်ဥစဉ်ချိန်စာတိုက်မှာမလို့နောင်ဘွားကြရင်မလို့အခုဆက်လက်ပြီးတော့မလို့အုပ်ချုပ်နေတဲ့ကောင်တွေအကုန်လုံးဒရောင်းသားတွေမလို့ခွေးတကူဆိုးမဲ့ဘွားကိုရောက်မဲ့ကောင်တွေဟုတ်တယ်နော်ဖုံးပေတွေမတရားဖြတ်တဲ့ကောင်တွေဥစဉ်ကချိန်စာတိုက်ပြီနော်အဲ့တော့မင်းတို့ကောင်တွေကြည်လို့ဖုံးပေတွေဖြတ်တာတွေဥစဉ်တော်တော်ပေါ့နေပြီနော်ဒီတခါတော့ဥစဉ်ပြောလိုက်မယ်နော် တော်တော်လေးကိုခံမြင်းတယ်ဥစဉ်တို့ကတကာတကာမတွေကတ်မှဥစဉ်တို့ကဟွာဖြစ်ရတာဖုံးပြရတာနော်ဝိဓုဆိုလည်းဥစဉ်တို့ကတော့အကြောင်းမှနေရတဲ့ဥစဉ်တို့မကင်ဘူးပတ်စံနော်မဟုတ်လीကျောင်းကျောင်းလည်းမဟုတ်ဘူးဘယ်ကကျောင်းလည်းမဟုတ်ဘူးမဟုတ်လीမဟုတ်ဘယ်လိုပဲဖြစ်ဖြစ်ဥစဉ်တို့ကဒီဥစဉ်ဝိပီဆိုတာဥစဉ်ပြောရမယ်ဥစဉ်ကလူဘွားမှာမိုက်တဲ့ဟာတွေဇိုးရတွေကို ခေါ်အားချပြီးတော့လာနေတာဥစဉ်စိတ်ကိုလာသွားလို့ဥစဉ်ကဒီ line မို့တင်ပြီးတော့ဆဲရချင်းဖြစ်တယ်လာဖက်လဲစောက်ကူမဆိုင်ဘယ်ကောင်မှစောက်ကူမဆိုင်ဘူးဥစဉ်ပြောမယ်ဥစဉ်တကယ်ပြောရအောင်ဥစဉ်ကစောက်ကူမဆိုင်ဘူးဥစဉ်ကိုလာဖက်လဲစောက်ကူမဆိုင်ဘူးဥစဉ်တော်တော်စိတ်တူနေပြီဥစဉ်ဒီဖုန်းဝယ်တာနှစ်ဆန်းတရနေရမှာဝယ်တာဥစဉ်တိမ်မောင်းတသိန်းကျော်သွားပြီဥစဉ်ဘေးတွေထဲတာတော်တော်ဆိုးတယ် မိုင်တဲ့မိုင်တဲ့မိုင်တဲ့ယုံမိုင်တဲ့ယုံတရောင်းသားယုံဖာသမသားယုံဖေလိုမယုံဦးစင်တော်တော်စိတ်ထိုးနေပြီအခုလည်းအဲ့မထဲမလို့ဝယ်ထားပြီစဉ်းစားနေရမထဲသေးဘူးအဲ့မကပ်ပြဝယ်ထားတာအခုဒကမတွေအခုသုံးကန်ကြွားလို့ကလည်းလည်းပတ်စံလေးကိုဝယ်ပြီးတော့ဦးစင်ဒီအရလေးပဲချမ်းသာတယ်ဖေလိုမသားတွေဖာသမတွေနော်ခုထဲမလို့ထဲရမလားမထဲရမလားစဉ်းစားနေရစီဖေလီကျန်တဲ့အမီလေးနဲ့ပြောနေရအခုက ဟုတ်ပြီနော်တော်တော်ကိုပေါက်ကွဲနေပြီဦးစင်းကတော့အဲ့တော့မတန်တဆတွေဖြတ်နေတယ်ဗောလေမိုင်းတဲကအဲ့တော့ဦးစင်းပေါက်ကွဲတယ်ဗောကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုပြရတဲ့ရွေချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့အခုနောက်ပိုင်းမှာတော်ရဆောက်တည်တဲ့ဦးစင်းတွေပဲဖြစ်ဖြစ် ကိုရင်တွေပဲဖြစ်ဖြစ်စာတင်သားတန်ခါတွေပဲဖြစ်ဖြစ်နောက်ပြီးတော့ဒုံလံပတ်တွေပဲဖြစ်ဖြစ်တော်တော်များများကဒီဖုန်းဆိုတဲ့အရာကိုဆွဲလန်းပြီးတော့ဖြစ်နေကြတယ် အခုဖြစ်နေတဲ့ပြဿနာကလည်းဖုန်းဆိုတဲ့အရာပေါ်မှာဆွဲလန်းနေတာပဲအဲ့တော့ဒီဖုန်းဆိုတာတန်ဃာတော်တွေအတွက်ဘလောက်ကိုအန္တရာယ်များလဲတန်ဃာတော်တွေဖုန်းမကင်ရဘူးလို့မပြောဘူးနော်တန်ဃာတော်တွေဖုန်းကင်လို့ရပါတယ်မိမိတို့အကျိုးရှိမယ်သာသနာအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်သုံးပါကင်ပါဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့မိမိတို့မိမိသာသနာအတွက်အစိတ်တောက်ဖြစ်မယ်သာသနာအတွက်အကျိုးမရှိဘူးဆိုလို့ရှိရင်တော့ဒါကအန္တရာယ်များသွားပါပဲ ဲ့တော့ဖုန်းကဘလောက်တောင်မှအတန်ကားတွေအတွက်အန္တရာယ်များလဲဆိုတာကိုနည်းနည်းပြချင်ပါလေအဲ့တော့ဒီပုံလေးကိုကြည့်အဲ့တော့ခုနောက်ပိုင်းဦးစင်းငယ်လေးတွေကတော်တော်လေးကိုငယ်တယ်ဖုန်းတွေကိုလည်းလက်ကမချတန်းသုံးလာတယ်အဲ့လိုသုံးလာတဲ့အပေါ်မှာထားတဲ့စိတ်ထားလေးတွေလွဲလာတယ်ပို့ပြီးတော့လှကျင်လာတဲ့ effect တွေနဲ့ရိုက်လာတယ်စာသားတွေရအစလွဲလာတယ်အဲ့တော့ဒါတွေက တန်ဃာတစ်ပါးအနေနဲ့ရေးတင်ရမယ့်ဟာတွေမဟုတ်ဘူးမလဲမအပ်ဆက်ဘူးလို့ထင်တယ်ဒါတွေကဖုန်းသုံးခြင်းရဲ့အကျိုးတွေပဲနောက်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်နော်စားရမှာဖြစ်ပါလေမြန်မာနိုင်မြန်မာပြည်မှာရှိတဲ့လူတွေအကုန်လုံးနော်ဖုန်းဖုန်းကအကုန်လုံးချဲတန်းခေါ်ပါလေနော်ဖုန်းဖုန်းလို့ဖုန်းဖုန်းတော့ဘလူးစားနိုင်မလဲဆိုတော့ဒါချဲတန်းခေါ်ပါလေပြန်လဲမပြန်လဲဒီကြ ဆားပြီးမှဖြစ်ပါရဲ့နော်နော်အပြည့်နော်မကြီးပြင်းနေတာပဲဆားပြီးမှဖြစ်ပါရဲ့ <laughs> nó ý hiểu con ý hiểu con à ý ba ý ừ ừ đàn ngã luôn đàn ngã luôn mà đàn đàn nó hơn tôi luôn tôi luôn mới chạy đó ဖုံးဖုံးလို့ဘလူးစားနိုင်တယ်ခြေလန်းခေါ်တယ်နော်ခြေလန်းခေါ်ဒီမှာပြီးမှရှိတဲ့လူတွေအားလုံးခြေလန်းခေါ်ကဲဟုတ်ပြီထားပါတော့အဲ့တော့ရဟန်းတံဃာတွေအနေနဲ့ဆိုရှယ်မီဒီယာတွေတုံးတာနဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းနဲ့ဆွဲလန်းလာပြီကျင့်နဲ့လာပြီဆွဲလန်းလာပြီစိတ်ဝင်လာပြီဖုန်းတွေတုံးပြီးတော့ဆိုရှယ်မီဒီယာတွေတုံးပြီးတော့တကယ်တကယ်သာသနာအတွက် ဘာသာအတွက်မဟုတ်တော့ဘဲနဲ့မိမိတကူစာအတန်းရှင်းရခြင်းလို့လူအများအမြင်မှာထင်ပေါ်ကျော်ကြားခြင်းလို့ဆယ်လီဖြစ်ခြင်းနဲ့စိတ်တွေပါဖြစ်လာတယ်။ဒါတွေကမအဆက်တော်ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်။အဲ့တော့တချို့ကိစ္စသေးမွားလေးတွေကို မသိကြအောင်ဆောင်းလိုက်ပါမမြင်ကြအောင်ဆောင်းလိုက်ပါလို့ကျွန်တော်ကလာပြောတယ်။ဟုတ်ပါတယ်။တချို့ကိစ္စလေးတွေမသိကြအောင်မမြင်ကြအောင်ဆောင်းလိုက်လို့ရပါမယ်။တချို့ကိစ္စတွေက ကြော်ဝါလို့မရဘူးဗျကြော်ဝါလို့မရအောင်ကြော်ဝါလို့မရတဲ့ကိစ္စတွေကြတော့ပြောကိုပြောရပါလိမ့်မယ်အဲတော့ရဟန်းတန်ဃာတွေဖုန်းသုံးဆွဲတာနဲ့ပတ်သက်ပြီးတော့ဆိုရှယ်မီဒီယာတွေမှာခုနောက်ပိုင်းမှာတော်တော်ကိုဆိုးဆိုးရွားရွားဖြစ်လာတယ်အဲတော့တဖြည်းဖြည်းနဲ့ line ပေါ်မှာဆယ်လီဦးစင်းနေဆယ်လီကိုရင်နေဖြစ်လာတယ်အဲတော့ဦးစင်းနေဘာပဲလှုပ်လှုပ်ဘဲရာကိုပဲလှုပ်လှုပ်လိုင်းပေါ်ကို တင်ကျင်လာပြီးလူအများကိုပြကျင်လာပြီး ဝင်းနီးနဲ့ညီတာမညီတာတွေလည်းဂယုမဆိုင်တော့ဘူးအမြင်တင့်တော်တာမတင့်တော်တာလည်းဂယုမဆိုင်တော့ဘူးယဟန်တပည့်ရဲ့တိတ်ခါပုတ်တွေဝင်းနီးတွေကိုလည်းဂယုမဆိုင်တော့ဘူးအဓိကကလိုင်းပေါ်တင်ရရင်ပြီးရောတဖြည်းဖြည်းနဲ့အဲ့လိုဖြစ်လာပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကပြောနေရတယ်ဆိုတာအကြောင်းရှိပါတယ်တဖြည်းဖြည်းနဲ့တနေ့တနေ့ထက်ပိုပိုပြီးတော့ဆိုးလာလို့ပါဒါတွေကိုကြော်သွားလို့မရတော့တဲ့အခြေအနေမို့လို့ပါ နော်တချို့ကိစ္စလေးတွေကျွန်တော်တို့မပြောဘဲနဲ့ကြော်သွားတာတွေရှိတယ်။ဩဒါလောက်ကတော့ပြဿနာမရှိပါဘူးလေ။ဩဒါလောက်ကတော့ရပါတယ်လေ။ဆိုပြီးတော့ကြော်သွားခဲ့တာတွေမှအများကြီးပဲ။အခုကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးရွားလာပြီ။အဲ့တော့ဦးစင်းနေကတဖြည်းဖြည်းနဲ့လူနဲ့တူလာပြီ။ဒကမတွေနဲ့ဒကာတွေနဲ့ဆက်ဆံတဲ့နေရာမှာလူလူမျိုးဖြစ်လာပြီဆိုတာကသာသနာအတွက်အင်မတန်ကုန်အန္တရာယ်ကြီးလာတဲ့ကိစ္စပါ။ပထမဗီဒီယိုဖိုင်တော့ကလိုပဲဖုန်းကိုဆွဲလန်းခြင်းက တင်ငန်းဝတ်ထားတယ်ဆိုတာကိုတော့မတိလောက်တဲ့အထီကိုဆဲရေးတိုင်းထွာပြီးတော့ဒေါသတွေအလိမ့်လိုက်ဖြစ်လာတဲ့အထီဖြစ်သွားပါတယ်။ဆွဲလန်းမှုတရားဖုန်းကို ဆွဲလန်းခြင်းဆိုရှယ်မီဒီယာကိုဆွဲလန်းခြင်းကဘယ်အရာမှမတားဆီးနိုင်တော့ကိုကိုရန်ကဖျားသားတော်ဖြစ်ရက်နဲ့ဝင်းဤတွေတိတ်ခါပုတ်တွေအမြင်တင့်တော်တာတွေမတင့်တော်တာတွေကိုနားမလဲတော့။ဒိုင်းမမတက်ပြီးတော့အများရဲ့အတန်းရှင်းရဖို့ပဲစိတ်ကူးတော့တယ်။ဒါတွေကလက်တွေ့ဖြစ်နေတာတွေပါ။ ကျင်းတော့အကောင်မလာပြောကြရတဲ့ချက်ဖို့ကောင်းလေကောမလေးမာရင်ပြီးသွားတဲ့ချက်လုံးလို့ပါရင်မစင်ညာမလာပြောထားတဲ့ချက်မိသွားပြီဘိုင်ပါလေးမာရင်ပို့ထားတဲ့ချက်ခွင့်ပြီးပါရင်ချက်တဲ့ချက်တဲ့ပြောရင်ချက်တဲ့စကားလာပြောရင်မထုတ်ခင်ကပဲညှမိရှူအသေးလို့ပြီးတော့ကျွန်တော် channel မှာရဟန်းတန်ဃာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး အကြင်ကြင်ထောက်ပြဝေဖန်နေတယ်ဆိုတာကတတော်ကိုဆူဆူရွရွအမြင်မသင့်တော်တာတွေဖြစ်နေလို့ပါအဲဒီတော့ဦးစင်းနေအနေနဲ့ရဟန်းတန်ဃာတော်ကြီးအနေနဲ့ဖုန်းမသုံးနဲ့မပြောပါဘူးသုံးပါဖုန်းသုံးတဲ့နေရာမှာသာသနာအတွက်အကျိုးရှိမယ်မိမိအတွက်ပညာရှာတဲ့နေရာမှာအကျိုးရှိမယ်ဘာသာရေးအတွက်တိုးတက်ရာတိုးတက်ကြောင်ဖြစ်မယ်ဆိုရင် သုံးပါအဲ့လိုမှမဟုတ်ဘဲနဲ့ဆယ်လီဖြစ်ခြင်းလို့အတန်းရှင်းလိုခြင်းလို့ သုံးမယ်ဆိုရင်တော့တကယ်ကိုမအပ်ဆက်တဲ့ကိစ္စပါတဖြည်းဖြည်းနဲ့ဆိုးရွားလာနေလို့ပြောရခြင်းသာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ညမှာတော့ယဟန်တန်ဃာတော်ဒီနဲ့ဖုန်းသုံးခြင်းဆိုရှယ်မီဒီယာသုံးခြင်းနဲ့ပတ်သက်ပြီးသတိပေးပြောကြားလိုက်ခြင်းသာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ